မင်္ဂလာပါလို့ပဲနှုတ်ဆက်ရမယ်အကြောင်းအရာရှိတော့မင်္ဂလာပါလို့ပဲနှုတ်ဆက်ပါတယ်ဗျာဒီနေ့ကအရန်အရေးလဲကြီးတဲ့နေ့တနေ့ပေါ့နော်အရန်ကြီးကြီးတယ်ရှဲနိုင်ရင်ရှဲပြီးပါလို့ပဲပြောချင်ပါတယ်နော်ဒီနေ့ကအရန်ကြီးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကအဲ့မှာမြေပြင်မှာရှိနေတဲ့တရင်နေတိုက်ရိုက်ရခိုင်ဘက်ကတရင်နေတိုက်ရိုက်ကျွန်တော်တို့စီကိုတောက်လျှောက်ဖုန်းကွန်တက်တွေတောက်လျှောက်များတယ် ဟိုကဘာ16ကဘာစ16ကိုတိုက်ဖို့အတွက်အင်းကတောင်းနေတီပြောအခုစုနေဘယ်မကြခင်တက်လုံးတော့မယ်နော်မကြခင်တက်လုံးတော့မယ်အဲ့တော့ကျွန်တော်ပြောတယ်တက်မတော်ဘက်ကထောင်ကြောက်လာဒိုသီးမဟုတ်တကယ်ပဲလားဆိုတာတော့ကျွန်တော်စောင့်ကြည့်ရမယ်အနေဒါရှိတယ်ကျွန်တော်တို့ပြည်သူတရလုံးကတော့ဒါချင်းချင်းပြောလို့ချင်းငိမ့်ချမ်းမှုလိုလားတယ်နော်ငိမ့်ချမ်းမှုလိုလားတယ်သူတို့ကအကုန်က ဒီအကြမ်းဖက်တဲ့အကောင်လုံးကဂျိတ်ဆက်တွေအကောင်လုံးချိတ်ဆက်ပြီးတော့ဒါဝင်ဆောင်မဲ့နေရာတွေနည်းနည်းများတယ်အင်အားတွေကလည်းတောင်းပိုင်းတော်တော်များများကိုစုတင်းပြီးတော့ဒါနောင်ချိုဘက်တွေကလည်းအင်အားကိုတောင်းကြီးဘက်တောင်းပိုင်းလောက်ကိုမကောက်တော့တော်တော်စုစည်းထားတဲ့ပုံစံရှိတယ်အခုကကာဘာစာ16ကိုအခုဝင်ပြီးတော့မကြခင်မှာဝင်ပြီးတော့သူတို့တက်လုံတော့မဲ့အနေထားမျိုးရှိတယ်နော်အဲ့ဒီဘက်ကကာဘာစာ16ဘက်မှာအေးပါတယ်ပီဒီအက်ပါပဲနောက်တော့အခြားပါတယ် နော်အဲ့အားကတော့ကိုရီးယားတော့နိုင်နေဝင်နိုင်နေအားလေးနဲ့ပြောပြီးတာပေါ့ဗျာနိုင်နေဝင်နိုင်နေအားလေးနဲ့ဒါတိရှိတာလေးတွေကိုဒါကျွန်တော်တို့ပြည်သူတွေသိအောင်လို့လည်းကျွန်တော်ပြောပြတာဖြစ်တယ်တက်မလို့အနေနဲ့တကယ်ဟိုနေမနိုင်ငံကိုငြိမ်းချမ်းစေချင်တယ်ဆိုရင်တော့တက်မလို့အနေနဲ့ကတော့ငြိမ်းချမ်းရေး ဘလို့ပဲခေါ်ခေါ်ဖြစ်မှာမဟုတ်ဘူးတိုက်ဝဲနိုင်မှလည်းအောင်းရင်မှဒါမှမဟုတ်ပေးမှဆိုရင်ပြီးလိုက်မပေးဘူးဆိုတော့အနိုင်တိုက်ဖို့ပဲခဏခဏပြောနေရတဲ့အခြေအနေရှိတယ်တကယ်လည်းပဲအခုဆိုလို့ရှင်ဒါပိုင်းကြီးပြောတယ်လို့ပေါ့နော်နင်းနေတော့အင်အားတွေတော်တော်များတယ်တက်လုံးတော့မဲ့အနေထားရှိတယ်အဲ့ဒါကြိုတင်ဦးဆုံးပြည့်စင်နိုင်တော့ကောင်းတာပေါ့တပ်မတော်နေနေရနော် တက်မလို့နေရကြိုတင်ပြစင်နိုင်ကောင်းတာပေါ့အဲဒီခုလိုပြောတဲ့ဇာတ်ကားမျိုးတွေကကျွန်တော်တို့ဟူဝဟူဝပြောလို့ရှိရင်မပြေဘူးကဘာဖြစ်လို့ဆိုတော့တက်တော့လည်းပြပေးမှာမဟုတ်ဘူးကျွန်တော်သိတယ်เนาะမနှမ်းကလည်းကျွန်တော်ဟိုကေစိမ်းမှာ devoli ထုတ်တာလေးပဲပြလိုက်တယ် community guideline ဆိုတော့ကျွန်တော်တို့ကလည်းဒီ TikTok ရဲ့မူဝါဒတွေကြတော့လည်းတိတ်ပြီးတော့မသိဘူးဗျမသိတဲ့ခါကျတော့တခါလေးကြားလို့ရှင်အဲ့လိုတွေဖြစ်ပြသွားတတ်တယ်အခုအဲ့တော့ဘိုင်းကအဲ့လိုလေးပဲပြောပြစီเนาะရှင်းနိုင်ရင်တော့ကောင်းတယ်ဗျာ အဲ့ဘာဖြစ်လို့လဲဆိုတော့ထိထိရရရှိအောင်လို့နော်ရခိုင်ဘက်ကအေဘက်ကသူတွေရဲ့ PDF ဒီရဲ့ EAR တိုင်းကိုတက်ပြီးတော့ကြိတ်တော်မင်းအဲ EAR တိုင်းဘက်တွေလည်းတက်ကြိတ်တော်မင်းအပြင်ဒီဘက်ကပ္ပစား16ဒီဘက်ကိုစင်းပြီးတော့အင်အားတောင်းကနန်းလောက်တောင်းကနန်းအကြီးပိုင်းလောက်ရှိတယ်အခုလူတော်တော်များများပြေးသွားပြီတော်တော်များများစုပြီးသွားပြီပေါ့ဒါပဲပြောတော့မယ်နော်မကြငင်တက်ဆောင်တော့မယ် မကြခင်လေးအချိန်လေးမှာတက်ဆောင်သွားမှာကျွန်တော်ဒီတရနေ့အဲ့တဲ့ရင်တော့ကျွန်တော်တို့ဆက်လက်တင်ပြရမယ်အနေထားမှာအဲ့ဒီအကြောင်းရောတော့ကျွန်တော်ဆက်လက်ပြောရမယ်အနေထားရှိတယ်တက်မလို့ ਆ ပဲပြီးလဲရမလားဒူဒီမုတ်ဟိုဘက်ကပဲဟိုအကြဖက်တွေပဲလန်ကြမလားဆိုတဲ့ဟာလေးကိုကျွန်တော်ဒီရဘိုက်ဆက်လက်ပြောပြရမှာဖြစ်တယ်ဘာလို့ဆိုအခုကဝင်စောင်းတော့မှတော့အုပ်စုကတော်တော်တီတီမမကြီးဖြစ်နေပြီအရာအကူကဖုန်းဆက်ပြီးပြောတာဖြစ်တယ်နော်အဲအဲ့အားလေးတော့ပြောပြရစေဒီကြားလဲဟိုကျွန်တော်ကလည်းဟို ဒီစီအเจ้าရလေးတွေပဲပြန်ပြီးတော့ထိုင်ပြီးပြောမလို့လို့ဒီငလင်းအလူတော့ပဲပြေးပြီးသွားမလို့လို့ ਨੇ ကျွန်တော်မှလည်းကြားထဲမှာလဲထွက်နေအခုပြောတဲ့သူတွေကလည်းစီအေးအเจ้าရနဲ့ပတ်သက်ပြီးတော့ဟိုကကျွန်တော်စီလန်လန်ပြောတဲ့လူကဒါလေးပြောပြီးပဲဒါလေးပြောစီအေးအเจ้าကတော့ပြောပြီးပါတယ်စီအေးအเจ้าရတော့ဒါကျွန်တော်တို့တက်ဆိုင်ရလဲသတင်းပို့ပေးတယ်လို့ပြောလဲပြောပြီးတယ်အဲ့နာမှာရှိနေတဲ့တမလို့ကျွန်တော်ပြောတာအဲ့မှာရှိတဲ့တမလို့သားလေးတော်တော်များများ view site နိုင်အောင်လို့ပြောတာပါဒါကျွန်တော် တက်မလို့သားလေးနဲ့ဒါမျိုးချင်းဒီကောင်မများလေးအကြည့်များလေးအပြင်လူတွေကတော့ဒီလိုစစ်တဲ့င်းတို့ဗာတဲ့င်းဆိုဆိုအမြင်ကတ်လို့ကြည်လည်းမကြည့်ဘူးကိုရေယုံရင်တော့သူယုံချင်ယုံနေပါနော်အဲ့လိုမျိုးတော့ရှိတယ်လေနော်အဲ့တော့ကျွန်တော်တို့အဲ့လိုဒီပြည်သူတွေအဲယုံငါမလဲယုံမောဗျာကျွန်တော်ပြည်သူတွေအသက်မသေးကြဒီဘက်ကိုကျွန်ထွက်လာစစ်ပီးလေးမှခံကြအောင်လို့ကျွန်တော်တို့အမုန်းခံအမိုက်ခံပြီးပြောပြပေးနေရမှာပဲဖြစ်တယ်နော်ကျွန်တော်တို့ တိုင်းမိပေါ်မှာမပြည့်စည်စေခြင်းနဲ့ဆန္ဒတစ်ခုနဲ့ပြောပြပေးနေတာပဲဖြစ်ပါတယ်ဗျာเนาะမုံညင်တော့လည်းမတက်နိုင်ဘူးလေဗျာကျွန်တော်တို့ကိုယ်တိုင်လည်းတိုက်တာမို့ကျောင်းကိုယ်တိုင်လည်းလက်နဲ့မကင်တာဘူးเนาะကျောင်းကိုယ်တိုင်ဘာမှကျောင်းကိုယ်တိုင်တကယ်ကင်တာတာမြစ်တာတရားပဲကင်တာတယ်အေးချမ်းမှလည်းတိုင်းမိတိုင်းမိအေးချမ်းမှဟိုเนาะစစ်တရားဒီဘက်ကိုကျုံထွက်လာပြီဆိုတော့ဒီဘက်ကလူတွေစစ်ဘေးတွေဒုက္ခရောက်တော့မယ်ပြေးထပ်ပြေးထပ်ပြေးတပြေးပြေးစရာမြေမရှိလို့ချင်းကြောင်ပိတ်ပြီးတော့တေဖို့ပဲရှိတော့တယ်เนาะတိုင်းမိမှာစေရရတမျိုး တဘာဝဘေးကတမျိုးငလင်ဘေးကတမျိုးဟိုကိုဘေးကတမျိုးကိုစိတ်ကတမျိုးပြီးတော့ဒီကိုငလင်ကတမျိုးနဲ့အမျိုးမျိုးတွေနဲ့ဟိုကုံစင်းတော့ကတမျိုးဒါတိုင်းတိုင်းမှာလူတိုင်းဟိုစီဝေးပြည်လေတဲ့သူကလွဲလို့ပေါ့ဗျာကျန်တဲ့လူတွေအကောက်တုံးကအခါစီးခိုင်းတာနော်စီဝေးမပြည်လေတဲ့ဂျားတဲ့မှာရက်ကွက်မထဲမှာရှိနေအာနာပိုင်းနေအာနာလက်ဝဲ ုံးဆွဲနေတဲ့သူတွေကလည်းအမျိုးမျိုးအကြောင်းပြပြီးတော့ဒါယူနေကြတဲ့ပတ်စံတွေကလည်းတပုံးကြီးပဲစေမူတန်းထောက်ပံ့ရေးတို့စေမူတန်းဘာဖြစ်ရေးညာဖြစ်ရေးနဲ့ဒါနဲ့ပဲတည်ပြီးတော့စစ်နယ်ပဲပတ်သက်တည်ပြီးတော့ပတ်စံကောင်းနေတာပုံစုံပတ်ဆက်ကိုလုံနေကြတာအမှန်တကယ်တော့ဟိုကတိမတိတော့မတိအောက်ကတော့အမုန်းကျိန်နေကြတာပဲနော်ဒီဟာလေးလည်းကျွန်တော်တို့ဒါအများကြီးပဲကျွန်တော်စီကိုကျွန်တော်ပြောထားပြီးသားရှိတယ်ဓာတ်ပုံတွေပို့လိုက်ကျွန်တော်အဲ့ဒီအကျင့်ဆိုင်တာဖောက်ပြန်တဲ့သူတွေဓာတ်ပုံတွေကျွန်တော်အကုန်တင်ပေးမယ်ကျွန်တော်ဖန်တင်ပေးမယ်အကျင့်ဆိုင်တာဖောက်ပြန်တဲ့သူတွေရဲ့ ဂိုက်တာတွေအကုန်လုံးဇာတိတာတွေအကုန်လုံးမျိုးရိုးအကုန်လုံးကိုကျွန်တော်တင်ပေးမှာဓာတ်ပုံတော့ပို့ဗီဒီယိုအသံဖိုင်ကြီးပို့တင်ပေးမယ်နော်တိောက်စားအေးယူမလားလို့ထပ်မေးလိုက်မယ်အဲ့ဒီနေရာမှာရေးယူမပေးကျွန်တော်ပို့ပေးမယ်တင်ပေးမယ် ဒါလေးတော့ကျွန်တော်ပြောချင်တာအခုကျွန်တော်စီရေးကြောင်းရည်ပြောမှာငလီဘေးကိုပဲသွားပြီးတော့ပဲဝင်နေဖြစ်မှာဖုန်းကြီးဝေးရမလားဆိုတာကျွန်တော်စဉ်းစားရနည်းနည်းတက်နေတယ်အခုကနည်းနည်းတက်မလို့23ဘက်ကိုအပြက်ခတ်ရဆဲတဲ့အချိန်မှာတော်တော်ကြီးကိုကျွန်တော်နေရာတိုင်းမှာတောင်းဆန်းချီတောင်းဆန်းချီဝိုင်းနေဒီချိန်အကွက်တိပဲဆိုပြီးတော့တို့အကုန်လုံးနေရာလို့လို့နေရာတိုင်းလို့လို့ရာသလောက်စုပြီးရာသလောက်ဒီအချိန်လေးကိုကျွန်တော်တို့လှုပ်ရှားမယ်ထင်တယ် ကျွန်တော်အမြင်ပြောရရင်တော့ဒီတကြံကာလအတွင်းမှာအမုန်းဖြုတ်သွားလိမ့်မယ်တော့ထင်တယ်။အဲ့ဒါကျွန်တော်တို့ကတကြံကာလကကျွန်တော်တို့အတွက်အောင်မြင်မှုလားဆုံးချုပ်မှုလားတော့ကြည့်ရမယ်။ဒါဒါတောင်းတော့သူတို့လာတိုက်ပြီဆိုတော့ကျွန်တော်စောရပြောလို့ဌာနချုပ်တွေတကယ်ဒီအပြည့်ရှင်းမယ်ဆိုလို့ရှင်ဒါနိုင်ငံတော်အစိမ့်နဲ့ပြီးပြီးတော့တကြရှင်းမယ်ဆိုတော့ခဏလေးရှင်းလို့ရတယ်။ဒါမှမဟုတ်ပဲတမန်တော်ကနေပြီးတော့ပဲကျွန်တော်အထင်ပြောတာနော်။အဲဒါဟိုတက်တက်မြားခေါ်ပြီးတော့မှပဲဒီကနေမျိုးစပြီးတမန်တော်လမ်းစာရှောက်မလားဆိုတော့မသိဘူးပေါ့။ ကျတဲ့အချိန်မှာထိုင်နေခဲ့ပေမဲ့ဒီချိန်ဒီကာလကလည်းသူတို့အတွက်ထောင်ချောက်လာတော့မသိဘူးအကြံဖက်တွေကထောင်ချောက်လာတော့မသိဘူးတကယ်လို့အကြံဖက်တွေတဲ့ဒီဟာထောင်ချောက်ဖြစ်သွားတဲ့ဆိုရင်တော့ကျွန်တော်တို့အတွက်တနင်္ဂနွေလုံးအတွက်ဟိုရမ်းရှင်တို့ပြည်သူအများပျော်ရွှင်ရမယ့်အမျိုးဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့အေးချမ်းသောနေထိုင်ဖို့တောက်ကိုပြက်ကက်ရဆက်ပြီးသားတော့သူတို့ဘက်ကထားကြပုံကန်လာတာကိုဒါတက်ကဘာလုံးတည်သွားတဲ့အတွက်ဒါမဖြစ်မနေတိုင်းပြည်သူပြည်သားတွေရဲ့ကိုစားဒါအေးချမ်းလှုပ်ဆောင်ရမယ့်တောက်တော့မှတာဝန်ရှိတဲ့အဲ အတိုင်းညော်စွာတိုင်းတာဝန်ရှိတဲ့အတိုင်းလှုပ်ဆောင်နေဆိုတာကိုဒါပြသနိုင်နေဆိုလို့ရှင်တော့ဒီရဲ့တက်မတော်ရဲ့ဒီအာကတော့ကျွန်တော်တို့တိုင်းပြည်အေဂျင့်မှုဖြစ်လာလိမ့်မယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဆိုတော့ကျွန်တော်တို့ဆက်လက်ပြီးတော့ဟိုရေတထိတ်တိတ်နဲ့ဒါတက်မတော်ကိုရင်တထိတ်တိတ်နဲ့ပေါ့ဗျာကျွန်တော်တို့ကြည့်အောင်ပါပေါ့နော်တက်မတော်သားတွေကိုလည်းပဲရင်တထိတ်တိတ်နဲ့ကြည့်အောင်ပါပေါ့နိုင်ငံတော်အစ်စ်အနေနဲ့စင်နီဗျူအာတွေနဲ့တိုက်မယ်ဆိုတော့မြန်မာတဲ့ လက်နက်တွေကလည်းအများကြီးရှိတာအများကြီးရှိတယ်ကြောက်ခမန်းလေးလေးတွေအများကြီးရှိတယ်။ဘာကြောင့်ထုံးလုံးမသုံးတာဘာကြောင့်ထုံးတာဒါနိုင်ငံတကာနဲ့တိုက်ဖို့အတွက်ကိုထားတဲ့ဟာမျိုးတွေပဲဖြစ်တာဒါနိုင်ငံတော်ဒီကိစ္စပဲသိပါဗျာကျွန်တော်တို့ပြောမနေတော့ပါဘူးအခုကျွန်တော်တို့ကတမတော်ကပဲဟိုပေးဆက်လိုက်ရမလားဒုတိမဟုတ်ဟိုတမတော်ရဲ့အောင်ပွဲနဲ့ပဲတိုင်းပြည်အေဂျင့်သွားမလားဆိုတာကျွန်တော်ဆက်လက်ဆောက်ကြည့်နေအားလုံးကြားမှာပါစေဗျာအခုကဒါကျိုးစိုးစိုးပြောလို့ပေါ့ကျွန်တော်အခုဟိုအလှလုံးအလှတော့ကို အဝယ်စားတွေထုတ်နေတယ်ဟိုအဝယ်စားတွေလုံနေတယ်ဟိုပေးမဲ့အထည်တွေဘာညာလဲအကုန်လုံးထုတ်နေတယ်လှူမဲ့ငွေတွေအကုန်လုံးထုတ်နေတယ်အဲ့ဒီအချိန်မှာတရင်းနဲ့တောက်လျှောက်ကျွန်တော်စီလန်းလန်းပြီးဖုန်းဆက်ပြီးပြောတာရှိလို့ဒါလေးကအရန်ရေးကြီးတဲ့ကိစ္စလေးဖြစ်နေတဲ့ခါကျတော့ဒါတိအောင်တော့ကျွန်တော်ပြောလိုက်တာဖြစ်တယ်နော်ကပ္ပသာစကြောကိုမကြာခင်မှာဝင်ဆောင်ပါမယ်အင်းရတောင်ပိုင်းတော်တော်များများရှိတယ်လို့ပဲပြောချင်ပါတယ်ဒါမျိုးတွေကတော့ပြောလို့ပြောစားမှရှိပါကိုယ့်လူကိုချိန်ချောက်တဲ့ပုံစံမျိုးဖြစ်မှာစိုးတယ်နော်ဒါပေမဲ့ တိတိတဲ့အနေထားမျိုးလေးတော့ကျွန်တော်ကြိုတည်ပြောတာဗာတက်လာပြီလို့ပြောတာမဟုတ်ပါဘူးเนาะအဲဝိုင်းထားပြီလို့လည်းပြောတာမဟုတ်ပါဘူးဒါတော့ထောင်လိုင်းသမားလေးဒါတရေကြိုတည်ထောင်လိုင်းနိုင်အောင်လို့လည်းဒါအတိပေးခြင်းနဲ့ဖြစ်ပါတယ်တရေအတိပြုနိုင်အောင်လို့လည်းပြောကြခြင်းဖြစ်ပါတယ်ဒါတော့ပါပဲအများကြီးလည်းမဟုတ်ပါဘူးเนาะအလုံးကြမှာပါစီပြောတာပြောတယ် TikTok ကလည်းဖြတ်မှာကြောက်ပါသေးတယ်ကင်ရှင်းနိုင်တော့ share ပြီးလိုက်ပါအဲ့ဒါဒါပဲဒီအကြောင်းအရာတွေကလည်းနည်းနည်းအရေးကြီးတဲ့အပိုင်းရှိအောင်เนาะနောက်ချိုးပိုင်းနဲ့အရေးကြီးတယ် ဒီနှစ်ပိုင်းကတော့ကျွန်တော်ကြားရတာတောင်းကြီးပဲတောင်းပိုင်းကြီးလို့ပြောတယ်။ကျန်တဲ့ပိုင်းကတော့တိတ်မကြသေးဘူးဗျ။နော်ကြားရဆက်ပြောပြပါမယ်။